င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အာနာသိန်စစ်ကောင်စီလက်ထံမှာမြမစီဝါရဲ့အခြေအနေနဲ့ပတ်သက်ပြီးရွယ်မဲ့စီစီရန်ကလုပ်ငန်းရှင်တွေစီကိုလှုပ်ဝဲစစ်တမ်းကောက်ခံခဲ့ရမှာအဆိုးဆုံးအခြေအနေကိုရောက်ရှိနေပြီလို့ဖြစ်ဆိုကြပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့အခြေဆိုင်အရှိန်မြောက်တိုင်းစစ်တနာကျောက်ကနေဖမ်းဆီးရမိထားတဲ့စစ်တုံးပန်းမိသားစုဝင်300ခန့်ကို MNDA ကပြန်လွတ်ပေးခဲ့တဲ့သတင်းပါဝင်နောက်ဆုံးသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တပုတ်ကတော့အာနာသိအကျန်းဖယ်စစ်ကောင်စီလက်ထက်မှာမြမအစည်းဝါးခြင်းနဲ့ပတ်သက်ပြီးကုံတဲ့ဆက်မှုအသင်းချုပ်ရွမ်မက်စီစီအိုင်က လုပ်ငန်းရှင်တွေစီကိုလှုပ်ဝဲစစ်တမ်းတရက်ကိုကောက်ခံခဲ့ရမှာ လုပ်ငန်းရှင်တွေကအဆိုးဆုံးအခြေအနေကိုရောက်ရှိနေကြရလို့ဖြစ်ဆိုထားကြောင်းရွမဲစီစီအိုင်ကအလုပ်မှုဆောင်တို့ကရန်ကုန်ခေတ်သစ်တရနာကိုပြပြပါရယ်ရွမဲစီစီအိုင်လောက်မှာရှိတဲ့ ANR ကော်မတီကစစ်တမ်းတစ်ခုကိုလုပ်ငန်းရှင်တွေစီကိုဖြန့်ဝေကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးရွမဲစီစီအိုင်ကစီးပွားရေးလုပ်ငန်းရှင်အမှုဆောင်52ဦးကပါဝင်ဖြည့်ဆို့ခဲ့ကြတာလည်းဖြစ်ပါရယ်ဖြည့်ဆို့ကြသူအများစုကလက်ရှိမြန်မာစီးပွားရေးအခြေအနေမှာအဆိုးဆုံးအခြေအနေကိုရောက်ရှိနေပြီလို့လည်းဖြည့်ဆို့ထားကြပါရယ်လက်တလောရွမဲစီစီအိုင်ကစီးပွားရေးလုပ်ငန်းရှင်တွေကြား ရိုက်ခတ်မှုပြင်းထန်နေတဲ့ကိစ္စမှာငွေလဲလုံးတွေရုတ်တရက်မြင့်တက်လာပြီးမြန်မာကျပ်ငွေတန်ဖိုးထိုးကျနေမှုလည်းဖြစ်ပါတယ်။စစ်မှုထမ်းဥပဒေကြောင့်လုတ်သားရှားပါမှုအကြီးအကျယ်ကြုံတွေ့နေရပြီးလုတ်သားအင်အားအများစုမှာလည်းပြည်ပနိုင်ငံတွေကိုထွက်ပြေးတိမ်းရှောင်သွားမှုတွေဖြစ်ပေါ်နေပါတယ်။စစ်ကောင်စီစီကိုပုတ်ကုန်ဒေါ်လာပေးနေရမှု၊တွင်းကုန်လိုင်စင်မရရှိမှု၊လက်စစ်မီနဲ့73စီမလုံလောက်မှုအပါအဝင်ပြဿနာတွေလည်းကြုံတွေ့နေရပါတယ်။ဒါအပြင်စစ်ကောင်စီကရွေမဲ့စစ်စီရနဲ့စီးဝါးရဲ့အသင်းဖွဲ့တွေ ကခေါင်းဆောင်တွေကိုခေါ်ဆစ်စစ်ချင်းဖမ်းဆီးတဲ့ပုံစံမျိုးရပ်ပေါင်းများစွာထိန်းသိမ်းထားခြင်းတို့ကြောင့်လည်းလုပ်ငန်းရှင်အများစုမှာစီးပွားရေးလုပ်ငန်းတွေကိုဆက်လက်လုပ်ကင်လိုစိတ်ပျောက်ဆုံးနေကြရလို့လည်းသိရပါရဲ့ရှင်။ ခုတ်ကူမျိုးကသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်။မကွေးတိုင်းပခုတ်ကူမျိုးတက်မှတရတစ်ကနေထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကားနှစီးကိုမိုင်းဆွဲတိုက်ခတ်ခဲ့ရမှာစစ်သား၁၁ဦးဟာသေဆုံးသွားပြီးတဲ့နောက်မှာစစ်တပ်ဟာကျေးရွာတွေကိုလေးချောင်းကနေနှင်းရဲစတဲ့ဘုံကျဲတိုက်ခတ်ခဲ့လို့မြိုင်ပကဖတာဝန်ရှိသူတို့ကပြောပြပါရယ်။ဩဂတ်စ်လ၄ရက်နေ့ညနေ၄နာရီခွဲလောက်မှာပခုတ်ကူမျိုးတက်မှတရတစ်ကနေကံမမျိုးဘက်ကိုထွက်ခွာလာတယ်။အကြမ်းဖက်စစ်သားအင်အား80ခန့်လိုက်ပါလာတဲ့ကားနှစီးကိုမိုင်းဆွဲတိုက်ခတ်ခဲ့တာလည်းဖြစ်ပါရယ်။မိုင်းဆွဲတိုက်ခတ် ခဲ့မှုကြောင့်စစ်သား၁၁ဦးဟာသေသွားပြီး22ဦးခန့်ဟာထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ကာတစီလည်းပျက်စီးခဲ့လို့သိရပါဗျ။ကျန်တဲ့ကာတစီကတော့ကမ္မမြို့နယ်မြန်မြို့နယ်တောင်ပိုင်းကပြူစောတိကျွရာကို ဆက်လက်ထွက်ခွာနိုင်ခြင်းမရှိတော့ဘဲတေဆုံးစစ်သားတွေနဲ့တန်ရစစ်သားတွေတင်ဆောင်ကပခုတ်ကူမြို့ဘက်ကိုပြန်လည်ဆုတ်ခွာသွားရလို့လည်းသိရပါဗါးအဲလိုတက်ခတ်ခံရပြည့်ရဲ့နောက်မှာဩဂတ်လ9ရက်နဲ့ဩဂတ်လ6ရက်နေ့တို့မှာမြန်မြို့နယ်တွင်းကြေးရတွေကို MN35 Jet Fighter ဝိုင်းတွဲ SU-30 လေယာဉ်တွေနဲ့ဘုံကျဲပစ်ခတ်တက်ခတ်မှု15ကြိမ်တည်းမှနဲ့လုဆောင်ခဲ့လို့လည်းမြိုင်ပကပကပြောပါရရှင် ရှမ်းပြည်နယ်သတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့အခြေဆိုင်အရှိမြောက်တိုင်းစစ်တနာကျုပ်ကနေဖမ်းဆီးရမ်းမိထားတဲ့စစ်တုံးပန်မိသားစုဝင်300ခန့်ကို MND ကပြန်လည်လွှတ်ပေးခဲ့လို့ဒေတာတော်လိုင်းသတင်းမြစ်တွေကပြပြပါရယ်မနေ့ကဩဂတ်လ6ရက်နေ့မှာလာရှုမြို့အခြေဆိုင်အရှိမြောက်တိုင်းစစ်တနာကျုပ်ကနေဖမ်းဆီးရမ်းမိထားတဲ့စစ်တုံးပန်မိသားစုဝင်300ခန့်ကို MND တပ်ဖွဲ့ကပြန်လည်လွှတ်ပေးခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်သားတွေကိုစစ်တုံးပန်ဥတွေနဲ့ကောင်းမွန်စွာဆက်လက်ထိန်းသိမ်းထားတယ်လို့ ဲ့သိရပါတယ်။အဲ့လိုပြန်လဲလှုပ်ပေးရမှာလဲ SSPP ကလည်းပူပေါင်းပါဝင်ဆောင်ရပေးခဲ့လို့လည်းသိရပါတယ်။လာရှိုးအခြေစိုက်အရှိမြောက်တိုင်းစစ်တမ်းချုပ်ကို MND တပ်ဖွဲ့က2024ခုနှစ်ဩဂတ်လ3ရက်နေ့နေ့လယ်7:00မိနစ်20မှာအပြည့်အဝသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်တွေကိုချိန်မုံနိုင်ခဲ့တာဖြစ်တယ်လို့လည်းတရားဝင်ကြေညာထားပါတယ်ရှင်။ ဆက်လက်ပြီးတော့ရှမ်းပြည်နယ်တိန်လီမြို့ကိုအကြက်ပဲစစ်တပ်ကဂျလန်လာအတွင်းမှာလေကြောင်းကနေဘုံကျဲတက်ခတ်မှုကြောင့်ပြည်သူ73ဦးအသေဆုံးသွားခဲ့ရပြီး24ဦးထိခိုက်ဒဏ်ရာရှိခဲ့လို့ရှမ်းလူခွေရေးမဏ္ဍပ်က တောင်ဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်ကျွမ်းလာတွင်မှာကိုကန့်တက် MMD ကလာရှိုးမြို့ကိုပြန်လဲထိုးစစ်ဆင်ခဲ့တာကိုလက်တုံပြန်တဲ့အနေနဲ့အကြမ်းဖက်စစ်တပ်ဟာတိုင်းလီမြို့ကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါရယ်အဲ့တိုက်ခိုက်မှုတွင်မှာပြည်သူ73ဟာသေဆုံးသွားခဲ့ရက24ဟာတန်ရရှိခဲ့တဲ့ပြင်စာတင်ကြောင်း3ကြောင်းအပါဝင်အဆောက်အုံ40ကျော်ပျက်စီးခဲ့ရလို့ရှမ်းလူခွေမန္တန်ကတာဝန်ရှိသူတို့ကပြပြပါရယ် စစ်ကောင်စီတိုက်ခတ်ခဲ့တဲ့အချိန်တွေဟာဈေးလူစီချိန်နဲ့တိုက်ပွဲတွေမရှိတဲ့မနဲ့လင်းအားကြီးချိန်တွေမှာတိုက်ခတ်ခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီအဖြစ်ပြက်တွေဟာ MND တပ်ဖွဲ့ကလာရှိုးမျိုးစစ်စစ်စတင်တဲ့အတွက်ကြောင့်တိန်နီမျိုးကိုလေချောင်းကနေတိုက်ခိုက်ကာစုစည်းလက်တုံပြန်အပြစ်ပေးတာကိုရှင်းလင်းစွာညွှန်ပြနေတယ်လို့လဲရှမ်းလူခွေရေးမန္တရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ မန္တလေးရတဲ့တပုတ်ကိုတက်ဆက်ပေးကြပါရယ်မန္တလေးတိုင်းတောင်သာမြို့နယ်မြင်းကျန်တောင်သာလမ်းဘက်မှာတိုက်ပွဲဖြစ်ပွားပြီးအကြမ်းဖက်စစ်တပ်ကကိုဦးသေးဆုံးကတအူးကိုအရှင်ဖမ်းမိခဲ့လို့မြင်းကျန်ကအမှတ်3တရင်ကတာဝန်ရှိသူတို့ကပြပြပါရယ်ဩဂတ်စ်လ3ရက်နေ့မှာတောင်သာမြို့နယ်မြင်းကျန်တောင်သာလမ်းဘက်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကလမ်းဘက်စစ်ဆေးမှုပြုလုပ်နေစဉ်တွင် တောင်သာမြို့မြောက်ဖက်ကြောက်ခွဲဆက်ဘက်ကနေအကြက်ဖက်စစ်တပ်ကလက်လက်ကြီးနှလုံးနဲ့ပြစ်ကတ်တက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကလည်းမီတာ80အထိချိတ်ကပ်ကအဲ့ဒီကြောက်ခွဲဆက်နားကအကြက်ဖက်စစ်သားတွေကို40မမနဲ့ပြန်လည်ပြစ်ခတ်ခဲ့ရမှာ ဂျက်ဖက်စစ်သား၃ဦးသေသွားပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိခဲ့လို့လည်းသိရပါဗါဒ။အဲဒီနောက်ပြည်သူ့ကာကွယ်တပ်တွေရှိတဲ့နေရာကိုအဂျက်ဖက်စစ်တပ်ကစစ်ကြောထိုးလာခဲ့ရမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေနဲ့ထိတိုက်တိုးပြီးတိုက်ပွဲဖြစ်ပွားခဲ့ပါဗါဒ။အဲတိုက်ပွဲအတွင်းမှာအဂျက်ဖက်စစ်သား၆ဦးဟာထပ်မံသေသွားကာခုနကဦးဟာဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါဗါ။ဒါအပြင်တော်လန်တပ်ဖွဲ့ဝင်တွေဟာလမ်းပိုင်းစစ်ဆေးမှုပြုလုပ်နေစဉ်တွင်အဂျက်ဖက်စစ်ကောင်စီတပ်သားတအူးကိုအရှင်ဖမ်းဆီးရမိခဲ့သေးပါရဲ့ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့ရှမ်းပြည်နယ်နောင်ချိုမြို့နယ်တွင်အင်အားဖြစ်တင်းနေတဲ့စစ်တပ်နဲ့မန္တလေးတိုင်းမိုးကုံမြို့နယ်တွင်ထွက်ပြေးနေတဲ့စစ်သားတွေကိုလိုက်လံတိုက်ခိုက်ရာကနေတိုက်ပွဲဖြစ်ပွားခဲ့လို့ TNL ကပြောပြပါတယ်။ဩဂတ်စ6ရက်နေ့မှာနောင်ချိုမြို့နယ်ရွှေမုံတော်ရွာကိုမွန်လွယ်3:55မိနစ်လောက်မှာစစ်အင်အားဖြစ်တင်းလာခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တောင်းတမတော် TNL တို့ကြားမှာရေဆမ်းတိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။လာလို့မိုးကုံမြို့နယ်အတွင်းထွက်ပြေးသွားခဲ့တဲ့အကြက်ဖက်စစ်ကောင်စီရဲ့လက်ကျန်စစ်သားတွေကိုလည်းတောင်းတမတော် TNL ကလိုက်လံတိုက်ခိုက်ရာမှာစိန်ကုန်းရွာအနီးတစ်ဝိုက်မှာတိုက်ပွဲဖြစ်ပွားခဲ့လို့ TNL ကထုတ်ပြန်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။